ပဲခူးတိုင်းတောင်ငူမြို့နယ်ကျုံကုန်းကျေးရွာမှာကိုရန်ចောင်းသူလေးတူကိုရက်ဆက်စွာအာဓမပြုကျင့်တက်ဖြတ်ခဲ့တဲ့တရားခဏ်နှစ်ဦးကိုတောင်ငူခရိုင်တရားရုံးကတည်ရန်ချမှတ်လိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကအသက်16နှစ်အရွယ်ကိုရန်ចောင်းသူတူနေမတူရဲရှိနေစဉ်အိမ်နီးချင်းအမျိုးသားနဲ့တရွာရဲနေအခြားအမျိုးသားတူတို့က၎င်းကိုအာဓမပြုကျင့်ပြီးတက်ဖြတ်ခဲ့တာလို့ရဲတပ်ဖွဲ့စီကသိရပါဗျ။ တည်ဆုံသွားတဲ့ကျောင်းသူရဲ့နေအိမ်ကြောချင်းကမှနေထိုင်တဲ့တရခန့်ကို မတင်ငါလို့စစ်စေးရာကတရားရဲနေအခြားမျိုးသားတုံးနဲ့တူမိခင်မရှိချိန်မှာအထမပြုကျင့်တက်ဖြတ်ခဲ့တာလို့ဝန်ခံပါတယ်။နေမှာရှိတဲ့နိုင်လွန်ကျိုးနဲ့ချီပြီးလက်ဘင်းကိုဓမနဲ့ခုတ်သက်ထားခဲ့တာလို့ဝန်ခံပါတယ်လို့ရဲတပ်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်။အဲ့ဒီတရားခန့်နှစ်ဦးကိုရာဇသက်ကြီးပုံမှန်36အထမပြုကျင့်မှုနဲ့ ပုံမှန်339ရက်နှစ်လူသက်မှုရုံးနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက်မေလ20ရက်နေ့မှာတာဝန်ခရိုင်တရားရုံးကတေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။